တခုသောဘဝတုန်းကဦးဇင်းတို့ရဲ့ဖရာလောင်ကြီးပစ္စည်းဥစ္စာသိပ်ပြီးတော့အင်မတန်ကျွေးဝတဲ့တထေသတယောက်ဖြစ်တယ်။အင်းတော်နေပါလေကြာပြီးတော့နောက်တော့လူဘဝနဲ့ဆင်ကျဲတဲ့အကျင့်ကိုကျင့်ဖို့မလွယ်ဘူးလို့နားလည်ပြီးတော့ပိုင်ဆိုင်မှုတွေပတ်သက်မှုတွေကို အကုန်စွန့်ပြီးတော့တော်ထဲမှာရသေးဝတ်ပြီးတော့နေတာ။ နှစ်ပေါင်းများစွာကတိုင်းပရိကံကိုစ조사အထုတ်ပေးမယ်လို့ဦးဇင်းတို့ဖရာလောင်းကြီးဇံအဘိညာမရရှာဒီပြင်ဇတ်တော်တွေတဲ့ဆိုရင်မကြခင်မှာပဲဇံအဘိညာရတယ်လို့တွေ့ရတယ်အဲ့ဒီဇတ်တော်မှာမရအောင်ဘာကြောင့်မရတယ်လဲဆိုတော့ဦးဇင်းတို့ဖရာလောင်းကြီးကသူ့ရဲ့အမျိုးမြတ်တာကိုအကြောင်းပြုပြီးတော့မာနအင်မတန်ကြီးတယ်တဲ့ပိတ္တေဘာကြောင့်ဇံမရတာလို့မာနကြီးလို့လေအဲ့ဒါတိုးထဲမှာတရားတော်အထုတ်နေတာပဲတရားကမရဘူး ဲ့ဒါတနေ့တော့ဥပုံနေ့တနေ့မှာ သူ့ရဲ့ကြောင်နေကိုကြောင်ဝင်နေကိုတလိษံ၄កောင်ရောက်လာတယ်အဲ့ဒီတလိษံ၄កောင်ကဥပုံစောက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ရောက်လာတာအခိုက်အတန့်တလိษံဖြစ်နေပြီမလို့အဲ့ဒါသူတော်ကောင်းအလောင်းအလျာတွေအဲ့ဒီတလိษံတွေကပထမဘဇူရောက်လာလဲဆိုတော့အရှင်အနုရုဒ္ဓဖြစ်လာမဲ့ခိုကလေးရောက်လာတယ်အဲ့ဒီခိုကလေးကဘယ်နဲ့ကြောင်ရောက်လာတုံးဆိုတော့ အဲ့ဒီဥပုံလေးနက်နက်ခင်းမှာသူကအစာရှာတယ်သူခိုမာကလေးနဲ့အစာရှာတယ်အဲ့ဒီလိုအစာရှာနေတော့ကောင်းငင်ကစွန်တကောင်ကအဲ့ဒီခိုကိုလမ်းပြီးတော့တုတ်တာခိုမာလေးကကန်ဆိုးတော့သိမ့်ရဲ့စွန်ရဲ့လက်သေးချာမှာပါသွားတာအဲ့ဒါခေါင်းဖြတ်ပြီးတော့သွေးတန်ရည်ရဲ့စားပစ်လိုက်တယ်အဲ့ဒီမှာဦးဇင်းတို့ရှင်အနုတို့တာ ဖြစ်လာမဲ့ခိုကလေးကတဏှာကနေကြည်ပြီးတော့ အင်မတန်စိတ်ဆင်းရဲတဲ့ပူလောင်တဲ့သူခံစားရတယ်။ငါခုမလေးတေသွားပြီမရှိတော့ဘူး။အဲ့ဒါနဲ့ तू အစာဆက်ရှာလို့မရဘူးအင်မတန်ဆင်းရဲတယ်။အဲ့ဒီမှာ तू စဉ်းစားတယ်တဲ့။ဘာစဉ်းစားတော့ဆိုတော့ဒီလောက်ပူလောင်တဲ့ဆင်းရဲဘာကြောင့်ဖြစ်တယ်လဲလို့စဉ်းစားတယ်တဲ့။ဦးစင်ကဒါလေးတွေကိုသဘောကျတာဗျ။စိတ်တွေဆင်းရဲလာပြီဆိုရင်ရပ်ပြီးတော့နည်းနည်းလောက်စဉ်းစားကြည့်စမ်းပါ။ တရားခံရှာတာเนาะဒါဘာကြောင့်ဆင်းရဲတာလဲဒါလေးစဉ်းစားတဲ့အဲ့ဒီတော့အဲ့ဒီခိုလေးကညံရှိတဲ့ခိုကလေးဆိုတော့အပြေမှန်တွေ့တယ်။ဩငါရဲ့ခိုမရဲ့အပေါ်မှာမပြတ်သားတဲ့တန်ရောစဉ်အနှောင်အဖွဲ့ကြောင့်ငါစိတ်ဆင်းရဲရတာကိုစွန်ရဲကြောင့်စိတ်ဆင်းရဲတာလို့ဒီလိုအပြေမှားမတွေ့ဘူးနော်။ခိုမလေးတည်လို့စိတ်ဆင်းရဲတာလို့လည်းဒီလိုအပြေမှားမတွေ့ဘူးနော်။ ဒီပြင်ခုံမတွေလည်းသေးနေတာပဲဗျအဲ့ဒါသေးတော့ तू စိတ်ဆင်းရဲလားမဆင်းရဲဘူးဘသူခိုသေးလို့ तू စိတ်ဆင်းရဲတာလဲငါခိုသေးလို့စိတ်ဆင်းရဲတာအဲ့ဒီငါခိုးဆိုတာကိုကစပြီးတော့ဆက်တွယ်မှုတန်ရောစဉ်ပေါ့ဗျာဟုတ်လားအဲ့ဒီတော့အဲ့ဒီတန်ရောစဉ်တဏတရားကြောင့် तू စိတ်ဆင်းရဲတာလို့အကြောင်းမှန်ကိုတွေ့တော့ तू အကြောင်း तू စဉ်းစားတာနော်ဒကမကြီးများဒီတဏတန်ရောစဉ်ကိုငါ ပေတတ်မယ်နှိတ်ကွမယ်ဆိုတဲ့စိတ်နဲ့အဲ့ဒါဥစဉ်တို့ဖရာလောင်းရဲ့အကြောင်းကိုရောက်လာတာတဲ့သူ့ရဲ့ဥပုသ်ဆောင်ခြင်းရည်ရွယ်ချက်တဏှာတန်ရောစင်တွေကိုစွန့်ခွာဖို့နှိတ်ကွဖို့အနိုင်ယူဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အကြောင်းကိုရောက်လာတာဥပုသ်တွေတွေဥပုသ်ဆောင်ကြတဲ့အခါမှာဒီလိုရည်ရွယ်ချက်လေးတွေရှိတော့မှရှိခဲ့ဘူးတယ်ဆိုတာလေးကိုသတိထားဖို့မလိုဘူးလားလိုတယ်အဲ့ဒါကခိုးရဲ့ရောက်လာခြင်းအကြောင်း နောက်ထပ်ရောက်လာတာကမွေတကောင်ရောက်လာတယ်။အဲ့ဒီမွေကရှင်သာရိပုတ္တရာဖြစ်လာမဲ့မွေ။သူကဘာလို့ရောက်လာတော့ဆိုတော့တောထဲမှာသူ့နေရာသူနေတာပါပဲ။အဲ့ဒါအဲ့ဒီယွာနီနာကလူတွေကတကူလုံးဆွတ်ဆွတ်ဖြူနေတဲ့နွာလာဥတ္တဖကြီးကိုပန်းနေပန်းဆေးအောင်စုံတွေချဲပြီးတော့ပူဇော်ကြတာလေဗျာ။ဦးစီဘုံမောင်းတွေတီးပြီးတော့အဲ့ဒါနွားကြီးကလည်းပျော်လွန်းလို့ခုံပေါက်ပြီးတော့တခါလဲဂျူရီပါတွေတွေ့ခွာတွေပါတွေရက်တော့ ။စောစောတုန်းကအိတ်နေတဲ့မွေရဲ့အမိကိုတက်နင်းမိတာ။အဲ့ဒီမှာစိတ်တူပြီးတော့ဒေါသကိုမထိန်းနိုင်မဲနဲ့အဲ့ဒီနွားကြီးကိုပေါက်လိုက်တာ။အဲ့ဒီနွားကြီးဟာအဲ့ဒီနားတယ်ပွဲချင်းပြီးသေရှာတယ်။နွားကြီးသေတော့လူတွေကလည်းပဲဟာနွားကြီးသေတယ်ဆိုစိတ်မကောင်းဖြစ်တဲ့လူကဖြစ်ငိုတဲ့လူကငိုဒီလိုဖြစ်တယ်။အဲ့ဒါကိုတဏီယာကနေမွေးကကြည်ပြီးတော့ဩကြည်စမ်းနွားကြီးလည်းတေရလူတွေလည်းစိတ်မကောင်းဖြစ်ရတယ် ်ငါလည်းပဲငါလှုပ်ရက်အတွက်စိတ်မချမ်းမသာဖြစ်ရတယ်ဒီလိုအကျိုးနည်းမှုတွေစိတ်ဆင်းရဲမှုတွေဘာကြောင့်ဖြစ်တာလဲလို့သူကလည်းအကြောင်းရှာတယ်သူအကြောင်းသူတွေးနေတာနော်အဲ့ဒီမှာအဖြေတွေ့တယ်ငါရဲ့ဒေါသငါရဲ့မထိန်နိုင်မသိမ့်နိုင်တဲ့ဒေါသအဲ့ဒီဒေါသကြောင့်ငါသူတစ်ပါးနှစ်ဦးသားဆင်းရဲသွားကြတာဒီဒေါသကိုငါနှိတ်ကွမဲဆိုပြီးတော့သူကအเจ้าကိုရောက်လာတာ ဥပုံဆောင်ရင်းရဲ့ရည်ရချက်လေးတွေကောင်းတယ်နော်ဒီနေရာမှာပြောတာကတော့ကိုယ်အကြောင်းကိုစဉ်းစားကိုယ်မကောင်းမှုကနေကိုယ်လွတ်အောင်ယုံတာဆိုတာလေးကိုပြောနေတာဟုတ်လားနောက်ရောက်လာတာကမြေခွေးရှင်မဟာမောက်ကလံဖြစ်လာမယ်မြေခွေးဘယ်နဲ့ကြောင့်ရောက်လာလဲဆိုတော့သူကတနေ့အစာရှာထွက်တယ်ရှင်သေးကြီးတကောင်တွေ့တယ်အဲ့ဒါသူကြိုက်ကြည့်တယ်ဘလို့မှကြိုက်လို့မရဘူးရှင်ကြီးကသေးနေတာကြာတော့မာတောင်းပြီးတော့နေတာ နာမောင်းကြိုက်လို့မရခြေတော့ကြိုက်လို့မရဘိုက်ကြိုက်လို့မရအဲ့ဒါနဲ့ပေါင်ချားတဲ့ကိုကြိုက်လိုက်တော့ကြိုက်လို့ရတယ်အဲ့ဒါနဲ့အဲ့ဒီဝိဆမဲ့ အပေါက်ကနေပြီးတော့ဘိုက်သေးကိုဝင်သွားတာအဲ့ဒီမြေခွေးကအဲ့ဒါရေစာရင်သွေးကိုတောက်အစာရှာအစာစာလို့ရှိရင်ကလီစာတွေကိုစားပြီးတော့အဲ့ဒီထဲမှာပဲအိပ်ပြီးတော့နေတာဗျာအဲ့ဒါနေကြီးကကြစ်ကြစ်တော့ပူတဲ့အခါကျတော့သူဝင်ခဲ့တဲ့အပေါက်ကြီးကရှုံပြီးတော့တဖြည်းဖြည်းနဲ့ပိတ်သွားတာ ပိတ်သွားတော့မှောင်မဲပြီးတော့သူအဲ့ဒီမှာကြောက်ကြောက်လန့်လန့်နဲ့အတင်းတိုးထွက်တယ်ဘယ်လိုမှထွက်မရအောင်အဲ့ဒါနဲ့အဲ့ဒီထဲမှာ तू လန့်ကြောက်ပြီးတော့တရက်နှစ်ရက် तू နေရတယ်အင်မတန်ထွက်ချင်တယ်အဲ့ဒါကံကောင်းတော့မိုးကြီးကပြုံ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 နဲ့ရွာချတော့အဲ့ဒီအပေါက်ကြီးကပြန်ပွပြီးတော့ပွင့်သွားတယ်အဲ့ဒါအပေါက်ကြီးကျဲအောင် तू မဆောင်နိုင်ဘူးအလောတကောအတင်းတိုးထွက်တာ တို့ထွန်းတို့အည်ကွန်တွေပါတွေဆုတ်ပြက်ပြီးတော့အမွှေးတွေပါတွေကျွတ်ပြီးတော့သွေးတန်ရင်းရင်းနဲ့ကြီးကျယ်တဲ့ဆင်းရဲကိုသူခံစားရတယ်။တနေရာရောက်မှအဲ့ဒီဆင်းကြီးကိုသူကြည့်ပြီးတော့ကြည်စမ်းဆင်းရဲလိုက်တာ။ဒီစိတ်ရဲ့ဆင်းရဲကိုယ့်ရဲ့ဆင်းရဲဘာကြောင့်ဖြစ်တယ်လဲတဲ့သူအကြောင်းသူစဉ်းစားလာ။အဲ့ဒီတော့ဘာတွေ့လဲဆိုတော့မစင်မချင်းလိုချင်တဲ့လောဘဘာကိုသွားတွေ့လဲ။လောဘကိုသွားတွေ့တာ။ ဒီလောဘကြောင့်ငါဆင်းရဲရတာဒီလောဘကိုငါနှိပ်ကွပ်မယ်ဆိုပြီးတော့သူကအเจ้าကိုရောက်လာတာနောက်ထပ်သရုဒ္ဓမြောက်ရောက်လာတာကဝတ်ဝင်ကြီးရှင်မဟာကတ္တပဖြစ်လာမဲ့ဝတ်ဝင်ကြီးဘယ်နဲ့ကြောင့်သူကရောက်လာလဲဆိုတော့သူ့တောထဲမှာစားစရာတွေတလောက်များနေတာကို သူကဘယ်လိုစဉ်းစားလဲဆိုတော့လူတွေနေတဲ့ရွာတဲ့ရက်ထဲကိုသွားပြီးတော့အစာရှာရရင်ကောင်းကောင်းမွန်မွန်ဘာလေးများတွေ့မလဲမသိဘူးဆိုပြီးတော့ လူတွေနေတဲ့ရွာတွေကိုသွားပြီးတော့အစာရှာတာအဲ့ဒီမှာလူတွေကဒုတ်တွေခဲတွေဓာတ်တွေနဲ့သူ့ကိုလိုက်ကြတာဝဝွင့်ကြီးဆိုပြီးတော့စားမယ်ဆိုတော့လိုက်တာအဲ့ဒါဝဝွင့်ကြီးပြေးရတယ်ပြေးရင်းနဲ့ပေါက်လိုက်တဲ့ခဲတလုံးကသူ့ရဲ့ခေါင်းကိုမှန်းပြီးတော့ခေါင်းဟက်တဲ့ကွဲတယ်သွေးဆက်လက်နဲ့ဆက်ပြေးတယ်ကံကောင်းတော့လွတ်သွားတယ်အဲ့ဒါတိုးတဲ့ရောက်တော့သူထိုင်ပြီးတော့စဉ်းစားတယ်ခွေးပြေးဝက်ပြေးတေပြေးရှင်ပြေးပြေးခဲ့ရတာသွေးတွေလည်းထွက်လို့ ီရှင်ရဲ့ဘာကြောင့်တွေ့တယ်လဲလို့သူစဉ်းစားတယ်စဉ်းစားတော့စာထဲကတုံ့နှုံထားတယ်ဗျာအတိလောဘတဲ့ပေးတတ်ရပါတဲ့တုံးအတိလောဘဆိုတာက ရှိတဲ့ရှိတတ်တဲ့လောဘထက်ပိုပြီးတော့လွန်ကဲတဲ့လောဘပေါ့ဗျာဟုတ်လားစာဝင်နေရင်မှမပြည့်စုံတဲ့လူကကားစီးကျင်တာမျိုး ဖြစ်ချင်းဖြစ်မယ်ပေါ့ဟုတ်လားအေးအဲ့ဒါလိုမျိုးကိုယ်နဲ့မတန်မရာတွေမှန့်ပြီးတော့ စိတ်ရဲ့ပူလောင်မှုကိုကြံ့ကြံ့ဖန်ဖန်ယူကြတဲ့လူတွေအတ္တိလောဘဒါမျိုးပြောတာနော်အဲ့ဒီအတ္တိလောဘကြောင့်ငါဆင်းရဲတာလို့ဝက်ဝင်ကြီးကသိတော့အဲ့ဒီအတ္တိလောဘကိုနှိပ်ကွမယ်ဆိုပြီးတော့အကြောင်းကိုရောက်လာတာပလေးဆန်လေးကောင်ရောက်လာတယ်နော်အဲ့ဒီနေ့မှာပဲထူးထူးခြားခြားဦးဇင်းတို့ဘုရားလောင်းကြီးကဇံပိန်ခြင်းရတယ်ဘာကြောင့်ရတယ်လဲဆိုတော့သူ့ရဲ့မာနကိုနှိပ်ကွနိုင်လို့ ဲ့ဒါသူတယောက်ထဲနဲ့နှိမ့်ကွတာတော့မဟုတ်ဘူးဗျာအเจ้าအထောက်ပံ့အရှင်ပြည့်စေကဗုဒ္ဓတပါးကလာပြီးတော့ကူညီတာနန္ဒမူလှိုင်ကူမသတင်းသုံးတော်မူတဲ့ပြည့်စေကဗုဒ္ဓမြတ်တေထဲကတပါးလှမ်းပြီးတော့ကြည့်တဲ့အခါကျတော့ဖះလောင်းကိုမြင်တယ်ကြည်စမ်းမြင်းကောင်းခွာလိပ်ပန်းကောင်းအညွန့်ကျိုးဖြစ်နေတာဉာဏ်ပညာကြီးကျယ်ပါလက်ကနဲ့မာနကရှေ့ကခံနေလို့ဇံပင်ကြီးမရရှာဘူး ငါသွားပြီးတော့ကုညီမယ်ဆိုပြီးတော့ပြည့်စေကဗုဒ္ဓအရှင်မြတ်ကကောင်းကင်ခရီးကနေဇန်ရင်စီးပြီးတော့ကြွလာတာအဲ့ဒါဦးဇင်းတို့ဘုရားလောင်းကြီးကသင်္ကန်းကျောင်းလေးထဲမှာနေနေတာကျောင်းရဲ့ဘေးမှာခင်းထားတဲ့ကြောက်ဖြာကြီးပေါ်မှာအဲ့ဒီရှင်ပြည့်စေကဗုဒ္ဓအရှင်မြတ်ကတရင်သုံးတယ်ရှော်တီသင်္ကန်းတန်ကြတော့ဘုရားလောင်းရတိကကျောင်းထဲကနေထွက်လာကြည်စံငါနေရာကိုငါမပေးဘဲနဲ့ပိုင်ရိုးပိုင်နဲ့ဝင်ပြီးတော့ထိုင်နေလိုက်တာ ပင်ကိုကမှမာနကခက်ကြီးကြီးဆိုတော့ဗျုံးကနေသူ့ကိုဥထိတ်မထားရမလားဆိုတဲ့အတွေ့ဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့ဒါသူအင်မတန်စိတ်တူတယ်ဘုရားလောင်းကြီးအဲ့ဒါပြည့်စေကဗုဒ္ဓအရှင်မြတ်ကြီးရှိကိုတွန့်ပြီးတော့လက်ဖြစ်တီးပြီးတော့ဟဲသူရုပ်ပြက်လေလို့ဟဲလူရုပ်မှာဒီနာမနေနဲ့သွားလို့ပြောတာပါပဲအဲ့ဒီမှာပြည့်စေကဗုဒ္ဓအရှင်မြတ်ကသူတော်ကောင်း သင်ပေါင်းမဲ့ကြောင့်ဒီလောက်မာနတွေကြီးနေတာလေတကယ်ဆိုရင်သင်ဟာလာမဲ့ဗဒ္ဒကဘာမှာလေးစုမြောက်ပွင့်မဲ့ဂေါရမဗုဒ္ဓဖခင်အလောင်းမဲ့သင်ရဲ့အဖေကဘဇူးဖြစ်လိမ့်မယ်သင်ရဲ့အမေကဘဇူးဖြစ်လိမ့်မယ်လဝဲရန်ကဘဇူးလက်ရရန်ကဘဇူးဖြစ်လိမ့်မယ်လို့အနာဂတ်တွေကိုလာပြောနေတာအဲ့ဒါကိုဖခင်အလောင်းကြီးကမကြတဲ့ချက်ကြားတဲ့ချက်မာနတွေကနားကို ပိတ်ဆို့ထားတာနေမှာပေါ့ဗျာ ုတ်လားဖျားဖြစ်အောင်ဘလို့လို့ရမှလဲဘာမှမမေးဘူးဒီတိုင်းကြီးတိုင်ကြီးတိုင်ထောင်ထားသလိုတောင့်တောင့်ကြီးရက်နေတာမာနကြီးတဲ့လူဆိုတာအင်မတန်ခက်ထန်တယ်အင်မတန်တောင့်တင်းတယ်နေတာထိုင်တာကြီးကိုကစားတောင့်တောင့်တင်းတင်းကြီးအဲ့ဒါလိုဖြစ်တတ်တယ်ဟုတ်လားမြင်ရရင်မနှစ်မြို့စေရာပုံတရံမာနကဖြစ်စေတယ်ဟုတ်လားတခါကြီးမိုက်မြားကျန်းကန်နေတဲ့ကတော့မာနာကြီးတဲ့လူကိုမြင်လို့ရှိရင်ပတ်ဝန်းကျင်ဟာ အစိပ်ပြင်းထန်တဲ့မွေတကောင်ကိုမြင်တယ်လို့မျိုးတုံ့ပြန်တတ်တယ်လို့အဲ့ဒါလိုဥပမာပေးတယ်။မာနကြောက်စရာကောင်းတယ်နော်။အတိညာဉ်ဝင်ပေါက်တွေကိုလည်းပိတ်တတ်တယ်နော်။အေးအဲ့ဒီလိုပြည့်စုံကဗုဒ္ဓအရှင်မြတ်ကဘယ်နဲ့ကြောင့်မာနကြီးနေတာတုံးသင်ဖျားလောင်းမဲလို့ပြောတာကိုဖျားလောင်းကြီးကမကြတဲ့ချက်ကြတဲ့ချက်ဒီတိုင်းကြီးဖြစ်နေတာ။အဲ့ဒီတော့မှပြည့်စုံကအရှင်မြတ်ကပြည့်စုံကဗုဒ္ဓအရှင်မြတ်ကရုတ်တရက်ကောင်းငင်ကိုပြန်ပြီးတော့ ခြေဘွားတော်မှာကက်နေတဲ့မြူမုံတွေကိုဘုရားသောရတိရဲ့ဆန်းကြီးချားကိုကြအောင်တကိုးနဲ့ဖန်ဆင်းလိုက်တယ်။အဲ့ဒါမော့ကြည့်တော့မျက်နာဘုံကို မြူမုံတွေကြ။အဲ့ဒီတော့မှဘုရားသောကြီးကကြည်စမ်းငါမာနတွေဒါကြည်နေတာ။ငါပါလဲသူပါလဲအဲ့ဒီမှာစဉ်းစားတာဟုတ်လား။ငါမာနတာကြည်နေတာငါမှဘာစွမ်းမှလည်းမရှိ။အဲ့ဒီလိုသူစဉ်းစားတယ်နော်။အဲ့ဒါနဲ့ဒီနေ့ဒီရက်အထိ ငါဇံပင်ရင်မရတာဒီမာနကြောက်မယ်ဒီမာနကိုငါနှိပ်ကွမယ်ဆိုပြီးတော့ចောင်းတင်ကန်းလေးကိုဝင်သွားတာသူအမှားသူတိသွားတာနော်ပြည့်စေကဗုဒ္ဓရှင်မြတ်ကတော့ကောင်းကင်ပြန်ကြွသွားပြီငါဘာမှလည်းမမေးလိုက်ရဘူးအဲ့ဒါနဲ့သင်္ကန်းចောင်းလေးရောက်တော့တရားနှလုံးကျင့်သုံးလိုက်တာအဲ့ဒီနေ့မှပဲဇံအပင်ရင်ရတယ်ပေးတဲ့ရင် ကိုအကြောင်းကိုစဉ်းစားပြီးတော့ကိုမကောင်းတာကနေကိုဘာဖြစ်သွားတာလဲယုံထွက်သွားကြတာမကောင်းဘူးလားအဲ့ဒီမှာဘုရားလောင်းကအကြောင်းသင်္ကန်းပြင်မဲ့ထွက်တော့ခုနတုန်းကသရဝါလေးကောင်ကိုတွေ့တယ်အကျိုးအကြောင်းမေးတယ်ပေးသက်တို့ကိုဦးဇင်းတို့ပြောပြပါပြီနော်ဒါကြောင့်သူတော်ကောင်းနေဆိုတာကိုအကြောင်းကိုစဉ်းစားပြီးတော့ကို မကောင်းတာကိုမှန်ကြည့်ပြီးတော့အလှပြင်းနဲ့လူလင်ပြိုလုံမပြိုလို့ မတင့်တယ်တာတွေမတတ်ရတာတွေကို အမြန်ပဲဖယ်ရှားဖြစ်တဲ့အလေးရှိတယ်လို့ဒါလေးကိုသဘောပေါက်ပြီးတော့ကို့မကောင်းတာကို ကို့ဖယ်ရှားဖို့ကြိုးစားရမယ်ဟုတ်ရဲ့လား